Brentford အသင်းကိုချင်းမြောင်းနဲ့ရလက်နဲ့အနိုင်ယူနိုင်ခဲ့တဲ့ Man City Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါ Cooking is the football show on Jude Warwick မြတ်ကျွန်တော်ကိုခင်ပါဒီဘက် Premier League ပွဲစဉ်9ရက်နောက်ဆုံးပွဲစဉ်ဒီပွဲဖြစ်တဲ့ Brentford နဲ့ Man City တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review လုပ်သွားကြပါတယ်ဒီပွဲစဉ်မှာ Man City ရဲ့ playing style ကအရင်ကောင်းတယ်တော့မဟုတ်ဘူးရသွားတဲ့ twin goal တကူကလွှဲရင်ဂျန်နဲ့ အပိုင်းတွေမှာတချို့ချင်းချောက်မှုလေးတွေရှိခဲ့တယ်ဆိုပေမဲ့လွန်ခဲ့သောပွဲစဉ်6လောက်ကအိုက်ရဂျင်နက်စီယာကောင်းခဲ့တဲ့မက်ဆီဒီရဲ့ပုံတံတန်မျိုးတော့ပြန်မမြင်ခဲ့ရဘူးပေါ့နော်။ထားပါအဓိကပက်ဂွာဒီယိုလာအနေနဲ့ကစားပုံကောင်းတယ်မကောင်းဘူး numerical တွေအတားအသီးရရှိခြင်းမရရှိခြင်းဆိုတာထက်ရလက်ပိုင်းကိုလည်းသူတဖြည်းဖြည်းဦးတည်တာရတယ်လို့ပြောရမှာပေါ့။ပက်ဘလိုတကယ်မနာကြီးတဲ့ပုံကိုတယောက် အခုလို့ပြောင်းလဲသွားတာပရီးမီးယားလိကြောင့်လို့ပဲထင်တယ်အဲပြီးခဲ့တဲ့ဘောလုံးရာသီမှာသူတခါတည်းပြင်ပိုးတည်သွားတဲ့ပုံစံမျိုးပဲအရင်တော့ဆိုရင်မန်စီးတီးပက်ဂွာဒီယိုလာဒါမှမဟုတ်လေပက်ဂွာဒီယိုလာနဲ့တခြားသော သူကင်တွယ်ခဲ့တဲ့ကလပ်တင်းနေသည်ဂိုးနဲ့နဲ့ကတ်နိုင်နေဆိုရင်တော့မှဟိုမျက်နှာမအီမတာပုံစံမျိုးတွေကစားသမားတွေရဖြစ်ကြတာဟိုသူတို့အနေနဲ့ဂိုးပြက်နိုင်မှသာလျင်အဲ့လိုဟိုစိတ်ထဲကဟိုပြပြိုးဝပျော်ရွှင်မှုကို ခံစားတဲ့ပုံစံတွေကျွန်တော်မြင်ခဲ့ရတာဒါပေမဲ့ဒီနေ့ဝမ်စီလောက်နဲ့ကတ်နိုင်ခဲ့တယ်ဆိုပေမဲ့လည်းကစားသမားတွေရောနော်နီပြပပ်ဂွာဒီယိုလာကိုတိုင်တည်ပြီးလျင်ဒီရလက်ကိုနားလေလက်ခံနိုင်တယ်ဆိုရဲပုံစံမျိုးတွေဖြစ်ဖြစ်မြင်တွေ့လာရတယ်ကျွန်တော်ဒီအပိုင်းကိုဘာကြောင့်ထည့်ပြောရလဲဆိုတော့ဒီနေ့ဘောလုံးရတယ်မှာမန်စီးတီးရလဲမထင်မှတ်ပဲဂျားတဲကနေလီဗာပူးနဲ့အာစနယ်ကိုအကောင်းဆုံးဖိအားပေးလာနိုင်တဲ့အတွက်ကြောင့်ပါဒီချိန်မှာပေါ်ပူလာ ဖြစ်တဲ့အသင်းတွေကအာစနယ်နဲ့လီဗာပူးဗျာဒါလီဗာပူးအခုချိန်ရလက်တီစိုးနေတယ်ဆိုပေမဲ့လည်းလီဗာပူးကို EPL တိုက်တဲ့ challenger တွေကဘယ်သူမှစွဲမထုတ်ထားရဲဘူးအာစနယ်ကတော့ပို့ပြီးတော့ဒီချိန်မှာပေါ်ပင်ဖြစ်လာတယ်ပေါ့နော်မန်စီးတီးကတော့ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလောင်ရည်တချို့ကြောင့်ဒီချိန်ကြီးတချို့တိတ်သဘောမကျသေးတာရရှိမယ်ဒါပေမဲ့ကျွန်တော်မြင်ရတာတော့ Pep Guardiola ရဲ့ပုံစံတဖြည်းဖြည်းအချင်းလာပြီဆိုတော့ပြောချင်တာက အတေးတာစချင်းတယ်လို့ပေါ့အတပည့်ဖြစ်နေလို့เนาะသူနဲ့တူတူလက်တွဲလုပ်ခဲ့ပြီးရဲ့သူ့ရဲ့အောက်က assistant manager တယောက်ဖြစ်နေလို့သူ့ရဲ့ idea အတိုင်း philosophy အတိုင်းမတော်အောင်กว่าဆိုပြီးခေါင်းမာလို့မရအောင်အဲ့ပုံစံပဲလောက်ရမှာအဲ့ဒီနေ့မစရိရသွားတဲ့ twin ကိုကြည့်ကြည့်ထိချက်နှစ်ချက်ပဲရှိတယ်မနေ့ကလည်း moses sky through ရတဲ့ကိုဆိုရင် ထိချက်နည်းနည်းလေးနဲ့ကိုရသွားတယ်အသင်းတွေပါဒါတမန်အသင်းတွေအသင်းငယ်တွေတုံးလာတဲ့ပြွာပိုင်းတွေကို တုံးလာကြပြီမတက်နိုင်ဘူးနှုတ်မဆိုရင်ခံရလုံးလို့အသင်းတွေလည်းဟိုနဖာထွက်တော့မယ်ဗျာအသင်းဖြစ်ဖြစ်အသင်းငယ်ဖြစ်ဖြစ်ဂိုးရလက်ပိုင်းဟာအရေးကြီးတယ်ပရီးမီးယားလိကနောက်ဆုံးလုံးဝထိရောက်မှုတီးတန့်ဖို့ပဲသွားမဲ့ပုံစံမျိုးကြီးဖြစ်နေတယ်ဆိုတော့ဒီဂိုးမှာဆိုရင်ဒါနောက်ခံကစားသမားဂျော့စကိုကာဗယ်ဒီယိုရဲ့ပြပမှုတော်တော်ကောင်းတယ်အဲ့လိုအမြင်ပေါ်တွေကဘယ်နောက်ခံကစားသမားမဆို့ ဘယ်နောက်ခံဆိုတာ left back ကိုပြောတာမဟုတ်နော်မိတိနောက်ခံကစားသမားမဆိုမြန်မာစကားကလည်းအဲ့လိုနည်းနည်းလေးပြောတယ်မိတိနောက်ခံကစားသမားမဆိုရှင်းထုတ်ရတာခက်ခဲတယ်အမြင်ပေါ်ကရှင်းထုတ်ရတာအခက်ခဲတော့မယ်နောက် control လုပ်ရတဲ့ကစားသမားကလည်းအားလိမ်ဟာလိမ်ဖြစ်နေတော့ပူဆိုးတယ်တကယ်ကိုတားရဲတကောင်လို့တွုံးမယ်ပြေးမယ်ဆိုတဲ့ကစားသမားအဲ့တော့ကြအားလိမ်ဟာလိမ်ကိုဟိုဘောလုံးကလည်း bounce ဖြစ်လာတယ်ထိန်းလို့လည်းမလွယ်တဲ့အခြေအနေမျိုးကဂျိုသားကကိုသွင်းယူသွားခဲ့တယ်အဲ့ဒီကိုတကူကတလွဲရင်ကျန်တဲ့ကိုတွေက မန်စီးတီးရောဘရန်ဖို့ရောထိုးပေါင်းမှုတွေချိန်ချမှုတွေရှိခဲ့ပေမဲ့ဂိုးသမားတွေကောင်းမမှုကြောင့်ဂိုးအဖြစ်ထပ်ပြီးတော့ကျွန်တော်မမြင်တွေ့ခဲ့ရအောင်။နောက်ဘရန်ဖို့အသင်းရဲ့တိုက်စစ်မှုတရားကူပေါ့နော်။အပိုင်အခွင့်ရေးတစ်ချိန်ရခဲ့တယ်။အဲ့ဒီအလုံးကလည်းအာလင်းဟာလန်တွင်းသွားတဲ့ပုံစံမျိုးနဲ့အလားတန်တူပဲ။အဲ့လိုမျိုး area ball တွေကရှင်းထုတ်ရတာအရင်ခက်တယ်။အဲ့ဒါကလည်းနောက်ခံကစားသမားကပေးလိုက်တာပဲ။နော်ထိချက်နှစ်ချက်ပဲ။တကယ်တော့အဲ့ဒီအလုံးသာဝင်သွားရင် ဝင်ဝင်ဖြစ်သွားမှာထုံးတဲ့နိုင်ပဲ George Cole Cavadio ပဲလားမသိဘူးအဲ့လိုမျိုးထိန်းလို့မနိုင်ဘူးဘောလုံးကရှန်ထွက်လာတယ်သို့တော့တိုက်စစ်မှုတွေရဲ့အရေးသွေးခြင်းကွာတာပေါ့နော်အားလိမ့်ဟာလန်ဆိုရင်သူ့ရဲ့ decision ကလှိမ့်လိမ့်မြန်ချမှာချပြီးတော့ step over တစ်ချက်လောက်ပြပြီးတစ်ဖက်ကိုထုတ်ကန်သွားရင်အကျယ်ကြီးပဲဗျကန်လို့ရတယ်သို့တော့တီယာကိုကြတော့အားလိမ့်ဟာလန်လောက်မကောင်းတဲ့တိုက်စစ်မှုနှစ်ဆင့်လောက်နိုင်တဲ့တိုက်စစ်မှုဖြစ်တဲ့အခါကျတော့သူ့ စဉ်းစားဆုံးဖြတ်နေတာနည်းနည်းကြာသွားတယ်ကြာသွားတော့ကိုသမားနဲ့အရန်အန်ကေကဟိုကျင်းသွားပြီဗျာသူ finish shoot ကံမယ်ဆိုရင်လည်းကံလို့မရတော့တဲ့အခြေအနေမျိုး chip မယ်ဆိုရင်လည်း inside နဲ့ chip လို့တိတ်ပြီးမကောင်းတော့တဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့်ထိပ်ဘူးလေးနဲ့ပဲဟိုရွေချက်တိတ်မပါပဲနဲ့ပြက်ပြက်တတမရှိပဲနဲ့အဆင်ပြေသလို chip လိုက်တယ်တကယ်တော့ဒီဘက်မှာဘယ်သူမှမရှိဘူးအကျယ်ကြီးအားလင်းဟာလဲဆိုအဲ့လိုဘေးကိုဆွဲထုတ်ပြီးရောင်းပတ်ကန်သွားတယ် ပုံစံမျိုးကိုကျွန်တော်တို့မြင်ရမှာဒါတိုက်စစ်မှုနှစ်ယောက်ရဲ့ရည်သွေးပိုင်းအီဂျင်ပိုင်းကွာခြားတဲ့ဟန်ကိုအဓိကကျွန်တော်ပြောချင်တာနောက်တစ်ခုကကျတော့ဒီပုံစံဟို deep playing style မျိုးတွေပဲအသင်းဖြစ်ဖြစ်အသင်းငယ်တွေဖြစ်ဖြစ်တုံးလာတဲ့ပုံစံမျိုးကိုလည်းကျွန်တော်အဓိကထောက်ပြချင်တာနောက်ဒီပွဲစဉ်မှာ Man City ရဲ့တချို့သော position နဲ့ rotation တွေကျွန်တော်သိမမြင်ခဲ့ရအောင်မမြင်ဘူးဆိုတာလူထုပ်ပုံနဲ့အနေငယ်ဆိုင်ပဲဗျ Oscar Pop ကတူးချင်းတယောက်ချင်းဆွဲဆောင်ရေးကောင်းပင်မဲ့ဘာနာဒူဆေးဗာကို ever site ထုတ်တာလောက်တော့ positional rotation မဖြစ်ဘူးဗျတဖက်မှာ savinho ကစားတဲ့အခါကျတော့ပိုဆိုးတယ်အဲ့တော့ savinho ရော oscar bob ကအရင်တူးချင်းတယောက်ချင်းဟိုကျွမ်းကျင်မှုဟိုပြတ်တခြင်းနဲ့ကစားသမားတွေဒီလိုကျွမ်းကျင်မှုကနေပဲကို teammates တွေကိုသူကဖဏိပေးခြင်းနဲ့သူတွေအဓိကပြောချင်တာ individual ကိုအားကိုးတဲ့ player တွေအဲ့အတွက်ကြောင့်ကျွန်တော်တို့ငကူမြင်နေကြပုံစံကွင်းလေက rotation တွေ မတွေ့ခဲ့ရဘူးတွေ့ခဲ့ရတယ်ဆိုရင်တော့တိတ်ပြီးမညံ့ညောဘူးပေါ့နော်ပိုဆိုးတာကွင်းလေဥတိုင်းရိုဒရီဂီဒန်ယာပြဿနာနဲ့ကျွန်တော်ကွင်းပြပါအောင်ပြန်ထွက်သွားတယ်အဲ့တော့ကျွန်တော်ရိုဒရီကိုသိစိတ်မကောင်းဘာကြောင့်လဲဆိုတော့သူဘာလုံးတော့ရတာတာတနှစ်ကျော်လောက်ပဲရှိသေးတယ်တကယ်ကိုကောင်းတဲ့လူအေးလူယိုကြီးတိုးတော့အဲ့ဒီ ACL injury မိပြီးတဲ့နောက်ပိုင်းမှာ Rodri ရဲ့ခြေသွမ်းပိုင်းကမတည်ငြိမ်တော့ဘူးမတည်ငြိမ်တာထက် ကြန့်ခိုင်မှုမကောင်းလို့လို့ပြောရင်ပို့ပြီးတော့မှန်လိမ့်မယ်အဲ့တော့ကြန့်ခိုင်မှုမကောင်းတာရဲ့နောက်ကွယ်မှာရူဒရီရဲ့ဆွမ်းဆောင်ရည်ပိုင်းမှာကျလာတယ်အခုဆိုရင် ACL injury မိပြီးပြန်ကစားပြီးတဲ့အချိန်နှစ်ခါမြောက်ဒဏ်ရာပြဿနာရရှိခဲ့တာပါအဲ့တော့ဒီဒဏ်ရာပြဿနာကနေရူဒရီဘလောက်အတိုင်းတာဒီအနားယူရမလဲကျွန်တော်တို့မသိသေးဘူးဒီချိန်မှာနီဂိုကွန်ဇလတ်ဝင်လာတယ်နဂိုကရက်ကတိတ်ပြီး rotation တွေလုပ်လို့မကောင်းတဲ့အဲကျွန်တော် central zone ရဲ့တချို့သော movement တွေကပို့ပြီးတော့ အစ်မပြေခဲ့ဘူးပေါ့နော်တကယ်တော့ရူဒရီရှိတယ်ဆိုရင်တော့မှကွင်းလေဥတိုင်းကိုဟန်ချက်ညီညီထိမ့်ပြီးတော့တချို့သောဘောလုံးလမ်းကြောင်းလေးတွေခွဲဝေပေးမှုလေးတွေမြင်ရအောင်ပဲအဲဒါမဲ့ရူဒရီထွက်သွားတဲ့အချိန်မှာနီကိုကွန်ဇလက်စ်ကလည်းပြောမယ်ဆိုရင်ရူဒရီလိုမျိုးဟိုပတ်သက်တွေအရင်ကောင်းတဲ့ပလေယာတယောက်မဟုတ်ဘူး defensive action တချို့ကောင်းတယ်အဲ့ဒါလောက်ပဲအဲဒီနေ့ကျွန်တော် Rhinos ကလည်းအဲတမန်ဆွမ်းဆောင်ရင်လောက်ပဲပြတ်တထားနိုင်တဲ့အခါကျတော့တိတ်အစင်မပြေဘူးဦးချင်းတယောက်ချင်းအဲ့လိုမျိုးဘောလုံးဆွဲပြေးမှုတွေများနေတယ် ရိုင်းနာဆိုရင်လည်းပွဲဆက်စားခြင်းမှာအဲ့လိုမျိုးတယောက်တည်းဆွဲပြေးသွားပြီးပြန်လဲဖန်တီးပေးမဲ့ပုံစံမျိုးတွေမှာကလဟောက်မကြော်နိုင်တဲ့ပုံစံတွေဒါဘရန်ဖို့နောက်ခံကစားသမားတွေကိုမကြော်နိုင်တဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဟိုအရင်ဆွမ်းဆောင်ရေးကောင်းပြီးတော့နိုင်ခဲ့တဲ့ပွဲတပွဲတော့မဟုတ်ဘူးတိုးတော့လေအရေးကြီးတာကအဲ့စကားပဲပြောရတော့မှာပေါ့အနိုင်သုံးမှတ်ဖြစ်နေတယ်ဟိုဆွမ်းဆောင်ရင်ကောင်းကောင်းမကောင်းကောင်းဒီချိန်မှာအမှတ်ရရှိဖို့ကမက်ဆီဒီအတွက်အရင်အရေးကြီးတယ်လောလောဆယ်ကတော့မက်ဆီဒီအသင်းတို့က စောစောင်ဤပိုင်းအလောက်ထိအားရစရာမကောင်းဆိုပေမဲ့လည်းအဖို့တန်အနိုင်သုံးမှတ်ရရှိခဲ့ပါကြောင်းသုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါသုံးတိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ